ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာတန်အမတ်ကြီးမိုနိုဝါဟိုစိန်နဲ့စစ်တမ်းမှုဗိုလ်မှူးချုပ်အက်ဖတဟော်စိန်တို့ကို မေလအတွင်းဒါကာကိုပြန်ခေါ်ခဲ့ပါတယ်။တန်အမတ်ကြီးမိုနိုဝါဟိုစိန်ကိုချက်ချင်းပြန်ခေါ်မိန့်ပေးထားတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကမေလ29ရက်နေ့မှာအတည်ပြုခဲ့ကြောင်းဒါကာအခြေစိုက် bangladesh news24.com သတင်းကဖော်ပြပါတယ်။ 2023ခုနှစ်ဩဂတ်လကနေပြည်တော်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့မိုနိုဝါဟိုဆိုင်ဟာလက်တလောအင်းကြီးချင်းနှစ်နိုင်ငံကြားတန်တမာရေးတင်းမာမှုတွေမြင့်တက်လာပြီးနောက်အခုလိုညွှန်ကြားခံရတာဖြစ်ပါတယ်။မီလာအစောပိုင်းကလည်းရန်ကုန်မြို့ဘင်္ဂလားဒေ့ရှ်တန်ယုံမှာရှိတဲ့စစ်တပ်မှုဗုံမှုချုပ် F-18 ဟော်စင်ကိုအရေးပေါ်အခြေအနေနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရက ရုပ်သိမ်းသွားခဲ့ပါသေးတယ်။ ရခိုင်ပြည်နယ်အများစုကိုတင်ပိုက်ထားတဲ့အာရခတက်တော် A နဲ့ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကြားအဆက်အသွယ်ရှိတယ်ဆိုတဲ့စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီးမြန်မာစစ်ကောင်စီကကန့်ကွက်ခဲ့ပြီးတဲ့နောက်အခုလို ဖြစ်လာခဲ့ကြောင်းကိုတန်နမန်သတင်းရင်းမြစ်တွေကိုကိုးကားပြီးသတင်းကရေးသားထားတာဖြစ်ပါတယ်။ င်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီယာယာမန်ကနှစ်ဖက်ဆက်သွယ်မှုကိုလူသိရှင်ကြားပြောခဲ့ပြီးတုံ့ပြန်တဲ့အနေနဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အာဏာသိမ်းနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကဒါကာကိုတရားဝင်တန်တမန်ရေးမှတ်ချက်ပေးပို့ခဲ့ပြီးတော့မကျေနပ်ကြောင်းဖော်ပြခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာကုလသမဂ္ဂကကြီးကြပ်ကုတ်ခဲ့တဲ့လူသားချင်းစာနာထောက်ထားမှုဇင်းကြံတိဆောက်ရေးဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့စစ်ဘက်အတိုင်းဝိုင်းနေကြအပြင်းထန်ဆွေးနွေးညှင်းခုံနေချိန်မှာအခုလိုတန်တမန်တွေရုတ်သိမ်းမှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာလူသားချင်းစာနာမှုဆိုင်ရာစင်ကြံတိစောက်ဖို့အဆိုပြုချက်အပေါ်မင်္ဂလာနေ့အစိုးရရဲ့မူဝါဒအဆင့်သဘောတူညီချက်ကိုဖော်ပြတဲ့ယာယီနိုင်ငံသားရေးအကြံပေးတိုဟစ်ဟော်စင်ကဧပြီလ29ရက်နေ့မှာကြီးညာချက်ထုတ်ပြန်ပြီးတဲ့နောက်ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့အကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP အပါအဝင်နိုင်ငံရေးပါတီတွေကအမျိုးသားလုံခြုံရေးချိန်ချောင်းမှုလို့သတ်မှတ်ပြီးအဲ့ဒီအစီအစဉ်ကိုဆန့်ကျင်ပြီးဒီကိစ္စကဘင်္ဂလားဒေ့ရှ်ကိုစစ်ဆုံးအဖြစ်ပြောင်းလဲသွားစေမယ်လို့၎င်းကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဦးစားဇမန်ကလည်းနေဆက်ဖြတ်ကျော်ပြီးတော့ရခိုင်ပြည်နယ်အတွက် ကုလသမဂ္ဂအကူအညီပေးရေးအစီအစဉ်ကိုသွေးဆုံတဲ့ဇင်းကြံလန်းလို့ခေါ်ပြီး ိုဟာမက်ယူနွတ်ဦးဆောင်တဲ့ဂျားပြက်အစိုးရကိုတတိပေးလိုက်ပြီးတဲ့နောက်အစီအစဉ်မှာနောက်ဆုတ်သွားပြီလို့အိန္ဒိယသတင်းစာတွေကဆိုပါတယ်။နိုင်ငံရေး PR တွေနဲ့ကြုံတွေ့နေရတဲ့မိုဟာမက်ယူနွတ်ကိုဂျားပြက်အစိုးရကနှုတ်ထွက်ဖို့လဲပြန်ချိန်ချောက်ထားပါတယ်။လက်ရှိဘင်္ဂလားဒေ့ရှ်ဂျားပြတ်အစိုးရကောင်းဆောင်မိုဟာမက်ယူနွတ်ကိုနိုင်ငံတော်ဝန်လူကြိုက်များနေပြီးသူကနိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေရွေးကောက်ပွဲမတိုင်မီအရင်ပြုလုပ်လိုနေပါတယ် မြန်မာနိုင်ငံကအတံအမတ်နှစ်ဦးစလုံးကိုဘင်္ဂလားဒေ့အစိုးရကပြန်ခေါ်တာကတန်တမန်ရေးတင်းမောင်မှုမြင့်တက်လာတာကိုထင်ဟပ်နေတဲ့အပြင်လူသားချင်းစာနာထောက်ထားမှုဇင်းကြံပြဿနာဟာဘင်္ဂလားဒေ့အစိုးရထုတ်ပြန်ချက်တွေထက်ပုံမှန်နှိုင်းနိုင်တယ်လို့အရေးအမွေအဖော်ပြထားပါတယ်။